ညီကိုတို့အားလုံးပဲမင်္ဂလာပါနေကောင်းကြမှချမ်းသာကြပါစေ။ဒီနေ့မှာတော့ England Premier League ကျွန်တော်ရွေးချယ်ထားတာတော့ငါးပွဲရှိရပေါ့နော် Everton, Arsenal, Crystal Palace, Brighton, Ipswich နဲ့ Wolves ၊ West Ham United နဲ့ Bournemouth, Aston Villa နဲ့ Forest တို့ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်။ဒီနေ့အသောဆုံးပွဲဖြစ်တဲ့ည6:00နာရီခွဲမှာကမ်း Everton နဲ့ Arsenal ဒီပွဲစဉ်မှာ Arsenal ကကြီးတာပြော့တာပေါ့နော် level 90ရှုံးတော့မှပြထားပါတယ်ပုံမှန်ဆိုရင်အနည်းဆုံးတစ်လုံး20ရှုံး30ရှုံးပြနေကြဟုတ်တယ် ီတစ်ချိန်ကတော့တို့တို့ရဲ့ Champion League ကံစားရလည်းရှိတယ်ဆိုတော့ပြီးရင်လီဗာပူးနဲ့12မှတ်လောက်ကွာနေတယ်ဆိုတော့တို့က Champion League ကိုပိုအာရုံစိုက်မယ်ဆိုတဲ့သဘောမျိုးလားတော့မသိပါဘူးဗျာလက်ရှိကျွန်တော်ဇေယအနေထားကိုကြည့်မှဆိုလို့ရှိရင်အဆင့်အတင်းကအဆင့်နဲ့မှရှိတယ် Everton အတင်းကတော့အဆင့်15မှရှိရပါတော့ပင်ရှင်အတင်းဖြစ်တဲ့ Everton အတင်းကတော့အဆင့်15မှရှိတယ်ရမှတ်34မှရထားတယ်ပေါ့နော်အဆင့်နဲ့အတင်းကတော့အဆင့်နဲ့မှရှိရ63မှရထားတယ် အဘဒံအတင်းရဲ့အိမ်ခွင်းပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်အိမ်ခွင်းမှာသူ15ပွဲကန်ထားတယ်ပေါ့နော်၄ပွဲတည်းရှုံးထားတယ်ဗျာအာဆင်နယ်အတင်းရဲ့အဝေးခွင်းပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်အာဆင်နယ်အတင်းကအဝေးခွင်းမှာ၂ပွဲပဲရှုံးထားတယ်အဆင့်နဲ့မှရှိတယ်28ခွန်းမှရထားတယ်ဒီနှစ်တင်းရဲ့ head to head ပထမအကြော့ကိုကြည့်မယ်ဆိုရင်ဇီးဇီးနဲ့ပြီးထားတာလည်းတွေ့ရတယ်ပေါ့နော်လက်ရှိကာရာဖောင်းအိမ်ခွင်းအဝေးခွင်း၅ပွဲအဘဒံကိုကြည့်မယ်ဆိုရင်အဘဒံ၄ပွဲတည်းရေး၁ပွဲရှုံးဒီ၅ပွဲမှာဆိုရင်၄ချိန်တီတီဂိုးအောင်ချထားတာလည်းတွေ့ရတယ်ပေါ့နော် တချင်ကတော့မိုင်းယူနဲ့ဂိုးဘောဖြစ်ထားပါတယ်နိုင်ဘောမရသေးပါဘူးငါဘောဆီသွားပြီပေါ့နော်လက်ရှိအာဆင်နယ်အသင်းရဲ့အိမ်ဝင်အဝေးဝင်ကာရာဘောငါဘောကြည့်မယ်ဆိုရင်နှစ်ပွဲနိုင်နှစ်ပွဲဖြစ်ရတစ်ပွဲရှုံးပေါ့နော်ဒီမှာအာဆင်နယ်ဘက်မှာတော့ပေါ့နော်ကျွန်တော်တင်းကောင်းပါဗျာဘာကာယိုစာကာပါလာယူပေါ့ဗျာဒါမှမဟုတ်ဒီကျွန်တော်အဘာတန်နဲ့ပွဲမှာလူအပြည့်ဆောင်နဲ့ထောက်မလားဒါမှမဟုတ်အရန်ကစားသမားနဲ့ဆော့မလားပေါ့နော်ဘာလို့ဆိုချန်ပီယံလိဂ်ကိုအိုင်အွန်ဆိုက်မလို့ထင်တယ်ကျွန်တော်ပေါ့နော် အဲ့ဒါကြောင့်ကြီးလဲဒီလိုပြော့နေတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီနှစ်တင်းရကျွန်တော် head to head အနေထားကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေ့ခဲ့တဲ့၅ချိန်မှာဆိုရင် Everton တစ်ချိန်မှနိုင်ထားတာဒါလည်းတူကွဲမှာပေါ့ဗျ1-0နဲ့နိုင်ထားတာပေါ့နော်ဂျန်နဲ့၃ပွဲမှာတော့ Arsenal အတင်းကအတားကြီးရထားတယ်တစ်ချိန်ကတော့တည်ကြထားတယ်လည်းတွေ့ရတယ်ပေါ့နော်ဒီနှစ်တင်းရနိုင်ချိန်ကရန်တော့မှာတော့ Everton 25ရာခိုင်နှုန်း Arsenal က44ရာခိုင်နှုန်းဆိုမှပေးထားတာတော့တွေ့ရတယ် ကျွန်တော် wine spec ပေါက်ကြီးတွေတွားချိမယ်ဆိုရင် wine spec ပေါက်ကြီးမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒါမိနစ်90အတော်တွင်းမှာပေါ့เนาะအနည်းဆုံးကျွန်တော်နှလုံးလောက်ပဲဖြစ်မယ်ဆိုတော့ကိုပေါင်းကြီးကိုဖွင့်ထားရပေါ့เนาะ 112C အဲ့လိုမျိုးပုံစံမျိုးပေါ့ဗျာနှစ်ကိုယ်တည်းအဲ့ဘာတန်းအတင်းကတော့အနည်းဆုံးတစ်လုံးလောက်တော့ရသွားမယ်ဆိုတော့ကြီးကိုဖွင့်ထားပါတယ်မိနစ်90အတော်တွင်းမှာမိနစ်90အတော်တွင်းမှာအဆင်နဲ့အတင်းကအနည်းဆုံးကျွန်တော်တို့တစ်လုံးနဲ့နှလုံးချားထဲမှာရမယ်ဆိုတော့ကြီးတော့ဖွင့်ထားရပေါ့เนาะ ဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ပေးရမှာဆိုရင်ကျွန်တော်အကြိုက်ကဂူပေါင်းအောက်ကိုကြိုက်ပါတယ်ကျွန်တော်ဂူပေါင်းအောက်ကိုကြိုက်ပါတယ်ပြီးလို့ရှိရင် body မှာဆိုလို့ရှိရင်တော့ဒါအဆင်နဲ့အတင်းပေါ့နော်အများကြီးလောင်းဖို့အကြံပေးခြင်းပေါ့နော်အဆင်နဲ့အတင်း line up ပေါ်မှာမူတည်ပြီးမှပေါ့နော်ကစားစေခြင်းနဲ့ပေါ့နော်အပွဲကတော့ Crystal Palace နဲ့ Brighton တို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ Ancient Palace က level 30ရှုံး9390ဆိုမှဖွင့်ထားပါတယ် ဆရာအနေထားကိုကြည့်မယ်ဆိုရင် ancient crystal palette ကတော့အစဉ်7မှာရှိတယ်ရမ40ပါ brighton ကတော့49မှာဆိုရမက brighton ကပိုလိုအပ်နေတာပေါ့နော်ဘာလို့ဆိုတော့ဒီကျွန်တော်တို့ europa league europa conference league တနည်းအတွက်ပေါ့နော်သူကမိနိုင်သေးတယ်ပေါ့နော်ကျွန်တော်တို့ crystal palette ကတန်းဆင်းဆောင်လဲလွတ်သွားပြီဆိုတော့သူ short ကျင်တယ်လို့ short အောင်မဲ့ပုံစံမျိုးမှာရှိတယ်ပေါ့နော်တကယ်လို့ crystal palette ရဲ့တိဇရာမှာအင်ခွင်းမှာသူတို့ short ထားတဲ့ caravan ကိုချင်းဆိုအင်ခွင်းမှာဆိုရင်သူတို့15ဘွဲ short ထားတဲ့6ဘွဲရှုံးထားတဲ့ ိုင်းစက်က19ခုရထားပေးကူက22ခုရှိရပါတော့။ဒါ Brighton အတင်းရဲ့အဝေးဝင်ကာရာဖောင်ကိုကြည့်မယ်ဆိုရင် Brighton အဝေးဝင်ကောင်းတဲ့အတင်းဖြစ်တယ်။အဝေးဝင်မှာဆိုတော့အဆင့်ခွန်မှာရှိတယ်။လေးဘွဲနဲ့ရှုံထားတဲ့တိုင်းစက်က29ခုရထားတာလည်းတွေ့ရတာပေါ့နော်။ဒီနှစ်တင်းရဲ့ head to head ကိုကြည့်မယ်ဆိုရင်ပထမအကြော်တော့က Brighton ကွင်းမှာ Crystal Palace က3-1ဆိုတဲ့ရလာနိုင်ထားတာတွေ့ရတာပေါ့နော်။လက်ရှိ Crystal Palace အသင်းရဲ့ Premier League အင်္ဂလန်အဝေးဝင်ကာရာဖောင်၅ဘွဲ့ကိုချိန်မှာဆိုရင် Palace က၃ချိန်နိုင် တစ်ချိန်တည်းရေးတစ်ချိန်ကတော့ရှုံးထားတာတွေ့ရပါတယ်ရှုံးထားတာတော့ကျွန်တော် Everton 21ဆိုမှအိမ်ဝင်းမှာရှုံးထားတယ်ပေါ့နော်ပြီးခဲ့တဲ့အပတ်ကလည်းကျွန်တော်တို့ကြီးရှုံးထားပါတယ်ဒီဂျာပွဲမှာပေါ့နော်စောက်တန်ဝမ်းဝမ်းဆွဲမှာကြီးရှုံးထားတာလည်းတွေ့ရပါတယ် Brighton အတင်းရလက်ရှိ9ပွဲကိုကြည့်မယ်ဆိုရင်တော့ Brighton အတင်းကတော့3ပွဲနိုင်တစ်ပွဲတည်းတစ်ပွဲရှုံးရှုံးထားတာဒါ Aston Villa ကို3-0နဲ့ရှုံးထားပါတယ်ကျွန်တော်ပွဲစဉ်တွေမှာသူတို့တည်ရင်နဲ့အနိုင်ခံထားတယ်ပေါ့နော် ရိုက်တန်အခုနောက်ပိုင်းတောက်လျှောက်ဘိုးဘော်တွေဆော့ရတာလည်းတွေ့ရတယ်ဗောနော်ဒီ forest ကို 7C နဲ့ရှုံပြီးတဲ့နောက်ပိုင်းမှာသူတို့ခုနှစ်ကြိမ်ဇက်ဘိုးဘော်ဖြစ်ထားတာလည်းတွေ့ရတယ်ဗောနော်ဒီနတင်း head to head ၅ကြိမ်ကိုကြည့်မယ်ဆိုလို့ရှိရင်เนาะဒီနတင်းတွေ့တိုင်းဗောနော်အဘရိုက်တန်အတင်းကဗောနော်၅ကြိမ်နိုင်ထားတယ် crystal pelica တစ်ကြိမ်နိုင်ထားတယ်၅ကြိမ်ကတော့တည်ရကြထားတာလည်းတွေ့ရတယ်ဗောနော် wireless ပေါက်ကြီးတွေကိုတွက်ကြည့်ရမယ်ဆိုရင် wireless ပေါက်ကြီးမှာတော့ ဒါမိနစ်60တော့တမှဖြစ်မှတ်ဂူပေါင်းကြီးကိုကျွန်တော်တစ်ချက်လေ့လာကြည့်ကြည့်တဲ့အချိန်မှာတော့အနည်းဆုံး3လောင်းလောက်ထိတော့ဖြစ်မယ်ဆိုတော့ကြီးကိုတော့ဖွင့်ထားတာတွေ့ရတယ်ပေါ့နော်မိနစ်60အတော်အတွင်းမှာခရစ်စတာပဲလေးအတင်းတင်းထဲရပဲအနည်းဆုံးတစ်လုံးလောက်တော့ထဲမှာကွာတစ်လုံးနဲ့နှလုံးချားမှာရှိမယ်ဆိုတော့ကြီးဖွင့်ထားတယ် bright time အတင်းကလည်းအတူတူပါပဲပေါ့နော်အနည်းဆုံးတစ်လုံးနဲ့နှလုံးချားထဲမှာတွင်းမယ်ဆိုတော့ကြီးကိုဖွင့်ထားပါတယ်ပေါ့နော်ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်က bright time body ကြိုက်ပါတယ်နော် bright time body ကို ညီကိုတို့အများကြီးမလောင်ရဲဆိုလဲပပလေးရိုက်ကြည့်ပေါ့နော်ပြီးရင်ကျွန်တော်ဘူပေါင်းအောက်ကိုခြိုက်တယ်ကျွန်တော်ဒီပွဲစဉ်ကဝမ်းဝမ်းဖြစ်မလို့ထင်နေပြန်ထပ်ပွဲစဉ်တစ်ပွဲကတော့ switch နဲ့ wolf တွေပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ switch အတွက်တော်တော်လေးပေါ့နော်သူတို့အနိုင်ရဖို့ကြားလာမယ်လို့ကျွန်တော်တော့ထင်နေပေါ့နော်ဒီဘွဲစင်မှာဖွင့်ထားတဲ့ body gear ဝုက level 20ရှုံးဘူပေါင်းနှလုံး60ရှုံးဆိုမှပေးထားတာလည်းတွေ့ရပါတယ်။လက်ရှိ အဆွေကျတဲ့ငါအစင်း78မှာရှိပါတယ်ရမ20ပေါ့နော်အပေါ်ဘူးဖနဘူးကနဆနကူမကူမကွာလေဗောဗျာကူမကွာနေတာလည်းတွေ့ရတယ်ဗောနော်တန်စင်ပို့လဲတေချာတလောက်ရှိတယ်လို့လည်းပြောလို့ရတယ်ဗောနော်ကူမဆိုတာကျွန်တော်တို့အနည်းဆုံး3မွဲလောက်ရှိတယ်ဗောဗျာနော်3မွဲ3မွဲလောက်ရှိကိုရောက်နေပြီဗောဗျာဘူးအတင်းကကဲကျွန်တော် SW အတင်းရဲ့အိမ်ခွင်းမှာဆော့ထားတဲ့ကာရာဖောင်ကိုကြည့်မှာဆိုရင် तू ကအိမ်ခွင်းမှာတပွဲနိုင်၄ပွဲတည်း10ပွဲရှောင်းထားတဲ့အတင်းလည်းဖြစ်တယ်ဗောနော် တိုက်စစ်က၁၂ခုရပြီပေးခု34ခုပေးခုတအားဆိုးနေတဲ့အတင်းတင်းလေးဖြစ်တာတွေ့ရတယ်။ဘူးအတင်းကတော့အဝေးကွင်းမှာဆိုရင်အစင်းဆက်ခွန်မှာရှိတယ်။သူကလည်း၄ဘွဲနိုင်၃ဘွဲတည်ရှစ်ဘွဲရှောင်းမှုသူတိုက်စစ်ကအလုပ်ဖြစ်တယ်ဗျာ၂၂ခုရထားတာတွေ့ရတာပေါ့နော်။ဒီနှစ်တင်းရဲ့ပထမအကြော head to head ကိုကြည့်မှဆိုရင်ဘူးကွင်းမှာ SW က1 2ဆိုတဲ့ရလနဲ့နိုင်ထားတာလည်းတွေ့ရတာပေါ့နော်။လရှိ SW အပင်ရဲ့ ကရဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်တော့၄ဘွဲရှုံး၁ဘွဲနိုင်အလေးချိန်၉ဘော၁ချိန်က၉ဘောဖြစ်ထားတာတွေ့ရပါတယ်ပြီးခဲ့တဲ့အပကဘုံမောက်ကို2 1ဆိုတဲ့ရလနဲ့နိုင်ထားတယ်ဗောနော်ဒီအတင်းကဂိုးတကူကျွေးနိုင်တဲ့အတင်းတစ်တင်းနဲ့ဖြစ်တယ်ဆိုတာမိထားလို့မရဘူးဗောနော်သူ့မှာတိုက်ဆက်ကောင်းတဲ့ခံစစ်မကောင်းတာလေဘုပ္ပတင်းရဲ့လက်ရှိအင်္ဂလန်ပရီးမီးယားလိဂ်အင်ဝင်အဝေးခွင့်၅ဘွဲကိုကြည့်မှဆိုရင်၃ဘွဲနိုင်၁ဘွဲတည်၁ဘွဲရှုံးထားပါတယ်အာ ဒီအတင်းကလည်းကျွန်တော်တို့အခုတိုက်စစ်အသားပေးဆော့တယ်ဆိုတော့ဂိုးတွေလည်းပြန်ပြန်တွင်းခတ်နေရတာမျိုးလည်းတွေ့ရတာပေါ့နော်ဒါမှမဟုတ်အခုနောက်ပိုင်းမှာတော်တော်လေးကောင်းလာတာတွေ့ရတယ်နီးပြကြီးပေါ့နော်ဟုတ်နီးပြကြီးကျွန်တော်တို့ဖရဲရာပေါ့နော်ဖရဲရာတော်တော်လေးတည်ငြိမ်လာတာတွေ့ရတယ်အကရဲ့ဒီပွဲစဉ်ကိုသူတို့နိုင်လိုက်မယ်ဆိုရင်သူတို့တော့တော်တော်လေးကောင်းမယ်ပေါ့ဗျာပြောချင်တာတော်တော်လေးသူတို့အတွက်အကျိုးရှိမှာပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဆိုလက်ရှိဒီနေ့တင်ရနိုင်ဂျီယာနောက်မှာတော့ဟုတ်အတင်းက 54ရာခိုင်နှုန်း SH အသင်းက38ရာခိုင်နှုန်းဆိုမှပြေးထတာတော့တွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်ရဲ့ wins ဘက်မှာဖွင့်ထားတဲ့ပေါက်ကြီးတွေကိုကြည့်မယ်ဆိုရင်မိနစ်90အတောအတွင်းမှာအနည်းဆုံးနှလုံးနဲ့သုံးလုံးကြားမှာဖြစ်မှာဆိုတော့ကြည့်ဖွင့်ထားတယ်ပြီးရင်မိနစ်90အတောအတွင်းမှာ SH အသင်းကအနည်းဆုံးတစ်လုံးလောက်တော့တွဲမှာဆိုတော့ကြည့်ဖွင့်ထားတယ်ဘုပ်အတင်းကတော့အနည်းဆုံးကျွန်တော်တို့တစ်လုံးလောက်ပဲရမှာဆိုတော့ကြည့်ဖွင့်ထားတယ်ပေါ့နော် ဆိုဒီပွဲစဉ်မှာကျွန်တော်ကရွေးချယ်ပေးရမှာဆိုလို့ရှင်ဒီပွဲစဉ်မှာဝူပတ်တင်ကမနိုင်နိုင်အောင်ဆော့လာမှာပေါ့နော်တရေကြရင်တော့20ရှုံးမယ်ပေါ့ဗျာကျွန်တော်ဘော်ဒီမှာပေါ့နော်အဝေးခွင့်အတင်းဖြစ်တယ်ပေါ့နော်ဝူပတ်တင်ပဲခြိုက်ပါတယ်ဝူပတ်တင်ခြိုက်တယ်ပြီးလို့ရှင်ဂိုးပေါင်းပေါ့နော်ကျွန်တော်နှလုံးများဆုံးကျွန်တော်နှလုံးထိပဲခြိုက်ပါတယ်ဂိုးပေါင်းအောက်ကိုခြိုက်ပါတယ်ဒီပွဲစဉ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ West Ham United နဲ့ဘုံမောက်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဘုံမောက်အတင်းကအခုတော်တော်လေးဆူဆူပါပါဖြစ်နေတာတွေ့ရတယ်ပေါ့နော်သူနိုင်ပွဲတွေပျောက်နေတယ် ဒီပွဲစဉ်မှာဘုံမအတင်းကပြောင်းလဲပေးထားတယ်ပေါ့နော် level 30ရှုံဘုံပေါင်း380နိုင်ဆိုမှဖွင့်ထားတာတွေ့ရတယ်လက်ရှိဇေယျအနေထားကိုကြည့်မှဆိုရင် West Ham United ကအဆင့်16မှာရှိတယ် West Ham ဒီပွဲကိုနိုင်မှဖြစ်မယ်ဗျနိုင်ကျွန်တော်တို့39မှာရလာမယ်ပေါ့နော်ဘုံမအတင်းကတော့တန်းလဲမစင်းတော့ဗျ44မှာရထားတယ်ပေါ့နော်လက်ရှိ West Ham United ရဲ့ အင်ကွင်းကာရဖောင်ကိုကြည့်မယ်ဆိုရင်အင်ကွင်းမှာဆိုရင်တို့15ပွဲကန်ထားတယ်9ပွဲနိုင်10ပွဲသိ10ပွဲရှုံးထားတယ်ဗျာတိုက်စစ်မကောင်း18ကိုရထားတယ်ပေးကူ28ကိုရှိရပါတော့ဘုံမောက်အတင်းအဝေးဝင်ကာရဖောင်ကိုကြည့်မယ်ဆိုဘုံမောက်ကအဝေးဝင်ကောင်းတဲ့အတင်းဖြစ်တယ်ဒီရာသီ4ပွဲပဲရှုံးထားတယ်အဆင့်6မှာရှိတယ်ပေါ့နော်ဒီနှစ်ပင်ရဲ့ head to head အနေထားတွေကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေ့ကြတဲ့၅ဘွဲမှာဆိုရင် West Ham United က၂ချိန်နိုင်ထားတယ် 3ချိန်ကတော့ကျွန်တော်တည်ရချထားတာလည်းတွေ့ရတာပေါ့နော်4ချိန်9အောင်အချိန်ကတော့9ပေါ့ဖြစ်ထားတာတွေ့ရပါတယ်လက်ရှိ West Ham United ရဲ့အင်ဂွင်အဝေးဝင်ကာရာဖောင်၅ပွဲကိုချိန်မှဆိုရင် Grand Grand Harporter ခိုင်ပြီးတော့နောက်ပိုင်းပေါ့နော်ရလတေကမတိမငိုင်ဖြစ်နေတာတွေ့ရတာပေါ့နော်နပွဲနိုင်တပွဲတည်ရနပွဲရှုံအဲ့ဒီ၅ပွဲလုံးကဂိုးအောက်ကျထားတယ်ပေါ့နော်ဂိုးအောက်ကိုဥတီနေတယ်ဂိုးတကူရဖို့တော်တော်လေးရုန်းကန်နေရတယ်ပေါ့ဗျာ ဘုံမကတင်ရလက်ရှိကာရမောင်ကြည့်မယ်ဆိုရင်ဘုံမကတော့တိတဲ့အတိုင်းပဲပြန်ပွဲဆုံးကျွန်တော်၅ပွဲဆက်ရှိပြီနိုင်ပွဲပြောင်းနေတာပေါ့နော်ဘူးကိုဝမ်းစင်းနဲ့ရှုံးနေ Brighton 2-1ရှိမယ် Brentford 2-1ရှိမယ် Ipswich 2-1ရှိမယ်တိုက်စစ်အလုပ်ဖြစ်နေတယ်အရင်တော့တလောက်ကောင်းခဲ့တဲ့ဘုံမောင်နောက်တန်းတလောက်ကောင်းခဲ့တာအခုဘာတွေဖြစ်သွားလဲကျွန်တော်နားတော့မလဲတော့တော်တော်လေးကောင်းတဲ့ဘုံမောင်ဗျာဒါနဲ့ကျွန်တော်ဒါ2025ပေါ့နော်နလပိုင်းကစိုင်းမှဒီဘုံမောင်ပြန်ဖောက်သွားတာဗျာတော်တော်လေးအံ့ဩဖို့လည်းကောင်းတယ်ပေါ့နော် ဆိုဒီနှစ်တင်းရဲ့နိုင်ဂျီယာတော့မှာတော့ဝက်ဆပ်မြင်တဲ့ကတော့36ဘုံမောက်က58ရာခိုင်နှုန်းပေးထားတယ်ပေါ့နော်ဆိုကျွန်တော် head to head လေ့ပြောပြီးဆိုတော့ wine swap ပေါက်ကြီးတွေမှာတော့မိနစ်60အတော်တွင်မှာဖြစ်မဲ့ဂူပေါင်းကြီးကအနည်းဆုံး3လုံးထိတော့ဖြစ်သွားမယ်ဆိုတော့ကြေဖွင့်ထားပါတယ်မိနစ်60အတော်တွင်မှာဝက်ဆပ်မြင်တဲ့ကအနည်းဆုံး3လုံးလောက်တော့ထည့်မယ်ဆိုတော့ကြေဖွင့်ထားတယ်ပေါ့နော်ဘုံမောက်ကတင်းလဲအနည်းဆုံး3လုံးလောက်ပဲထည့်ထားထည့်မယ်ဆိုတော့ကြေဖွင့်ထားတယ်ပေါ့နော် ဒီပွဲစဉ်မှာကျွန်တော်အဓိကဂူပေါင်းအပေါ်ကြိုက်ပါတယ်နှစ်တင်ပေါင်းတောင်းလုံးထိကြိုက်တယ်ဗောနော် body မှာတော့ဒီတောက်လျှောက်ရှုံးနေတဲ့ဘုံမဘော်ဒီကြိုက်တယ်ဗောနော်ဘုံမကိုအများကြီးမလောင်ရဲဘူးဆိုလည်းညီကိုတော့ပါပါလေးရိုက်ကြည့်ဗောနော်အဓိကတော့ကျွန်တော်ဂူပေါင်းအပေါ်ကြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Aston Villa နဲ့ Nottingham Forest တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒီပွဲစဉ်မှာတော့ Aston Villa level 80ရှုံးဖွင့်ထားတာတွေ့ရတယ်ဗောနော် Aston Villa ကတော့အခုလက်ရှိ Carabao တော်တော်လေးကောင်းနေတယ်ဗောနော် Aston Villa အဆင့်ခွန်မှာရှိတယ် 48မှာရထားတယ် forest ကအဆင့်3မှာရှိတယ်59မှာပေါ့နော်ဗီလာကတော့အိမ်ခွဲမှာဆိုရင်အဆင့်6မှာရှိတယ်ပေါ့နော်ဒါဗီလာအိမ်ခွဲမှာစောထားတဲ့ပွဲကိုပြောတာပါအဆင့်6မှာရှိတယ်အိမ်ခွဲမှာတပွဲပဲရှုံးထားတဲ့အပြင်လည်းဖြစ်တယ်ပေါ့နော် forest ရဲ့အဝေးခွင်ကားဖောင်ကြည့်မယ်ဆိုရင် forest ကအဝေးခွင်မှာအဆင့်3မှာရှိတယ်အဝေးခွင်မှာ9ပဲရှုံးထားပါတယ် forest က forest ကတိလာအခုချက်ချင်းကျွန်တော် forest အတင်းအခုတော်တော်လေးကောင်းတယ်ဗျာ၄ပွဲဆက်ကျွန်တော်ကြီးအောင်ထားတာတွေ့ရတယ်ပေါ့နော် ဘယ်အသင်းတွေကိုကြည့်အောင်လဲဆိုကြမှာကျွန်မ Man City 1 C ဗျာ SH 42ဗျာ FA Cup မှာ Brighton ပြီးမန်ယူလည်းသူတို့ကြည့်အောင်ထားရပါတော့။ Tony လကောင်းမှာကျွန်တော်တို့ဒီ Aston Villa အသင်းရတဲ့တောက်လျှောက်ပေါ့နော်ကျွန်တော်တို့ကောင်းနေလားတွေ့ရ၅ဘွဲ6ဘွဲလောက်ရှိနေတယ်။တော်တော်လေးကြည့်ကောင်းမဲ့ပွဲတစ်ပွဲဖြစ်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်။ဒီနေ့တည်းရနိုင်ဂျီယာတော့မှာတော့ Aston Villa 51 Forest က29ဆိုမှပြထားပါတယ်။ဒီနေ့တည်းရ head to head ဆော့ကတဲ့9ချိန်ကိုချိန်မဲ့ဆိုရင်တော့ ဗီလာအသင်းကနှစ်ချိန်နိုင်ထားပါတယ် forest အသင်းကနှစ်ချိန်နိုင်တယ်တစ်ချိန်ကတော့တည်ကြထားတာလည်းတွေ့ရတယ်ပေါ့နော် wine swap ပေါက်ကြီးတွေကိုကြည့်မှဆိုရင် wine swap မှာဖွင့်ထားတယ်မိနစ်60အတော်တွင်း wine swap မှာကြည့်ရမှဆိုရင်မိနစ်60အတော်တွင်းမှာဖြစ်မဲ့ကိုပေါင်းကြီးကတော့နှစ်သိန်းပေါင်းအနည်းဆုံး3000လောက်ဖြစ်ဖြစ်မဲ့ဆိုတော့ကြည့်တော့ဖွင့်ထားတယ်မိနစ်60အတော်တွင်းမှာ aston villa အနည်းဆုံး2000လောက်တော့ထည့်မဲ့ဆိုတော့ကြည့်ဖွင့်ထားပါတယ် Northern Forest ကတော့အနည်းဆုံးတစ်လုံးတော့ပဲရမယ်ဆိုတော့ကြည့်ဖွင့်ထားပါတယ်ဒီပွဲစဉ်မှာနှစ်သိန်းလုံးတအားကောင်းတယ်မှန်တယ်ဒီပွဲစဉ်မှာကျွန်တော် body မှာအောက်တင်ဖြစ်တဲ့ Northern Forest ပေါ့နော်ဒါကျွန်တော်စိုက်ပါတယ်ပြီးရင်ဂူပေါင်းအောက်ဖို့စိုက်ပါတယ်ကျွန်တော်ဒီပွဲစဉ်11ဖြစ်မယ်လို့ကျွန်တော်ခမှန်မိတယ်ပေါ့နော်11မဟုတ်ရင်တသိန်းနဲ့နိုင်လဲ20ပဲဒီနေ့ကျွန်တော်ရွေးချယ်ထားပြီးတဲ့အသင်းတွေကတော့အာဆင်နယ်ပွဲဆိုဂူပေါင်းအောက်အာဆင်နယ်ကိုပါပါလေးရိုက်ချင်လဲရိုက်ပေါ့ဗျာ ဒါ line နဲ့ထွက်လာပြီဆိုသိရမယ်ဘယ်ကစားသမားတွေပါလဲမပါလဲပေါ့နော်အဲ့အချိန်ကျမှလောင်းချင်လဲလောင်းပေါ့နော်ပြီးရင် palace နဲ့ brighton ဆိုရင်ကျွန်တော် brighton body နဲ့ go bomb out switch နဲ့ wood ဆိုရင် wood body ပေါ့နော်ပြီး western united နဲ့ bomb out ဆိုရင် bomb out body နဲ့ go bomb အပေါ်ပေါ့နော် forest နဲ့ villa မှာဆိုရင် go bomb out နဲ့ forest ပေါ့ဗျာကျွန်တော်အကြိုက်တွေဖြစ်ပါတယ်ကျွန်တော်ဒီချာလေးကြည့်ပြီးကျွန်တော်လေ့လာပြီးပြောထားတာဖြစ်ပါတယ်အကြိုက်ချင်းတူရင်ရွေးချယ်ပြီးထိုးနိုင်ပါတယ်တကယ်လို့အနာနီးအနာနီးလို့အခြေအပြောင်းလဲတွေထပ်ဖြစ်တဲ့ဆိုရင်လည်း ဒီကိုယ်တွေချင်းချင်းပြီးမှဖိုးပေါ့ဗျာနော်အားလုံးအဆင်ပြေကြပါစေကြမ်းချမ်းသာကြပါစေနေပေါင်းကြပါစေပေါ့နော်မြန်မာပြည်ကြီးလည်းငြိမ်းချမ်းပါစေဗျာ